ပဿနာလို့ဆိုတာကိုယ်ထဲမှာရှိနေတဲ့ယုံ nant တရားတွေကိုအမှန်တမ်းကြည့်အောင်လို့အားထုတ်ရတာပဲယုံတရားဆိုတာအခုသင်္ကြန်တွေ့နေရတဲ့ရာဟုသူတွေပါပဲဉာဏ်တွေ့နေရတဲ့ကိုကြီးတစ်ခုလုံးဟာလုံးစုဝေးယုံတရားတွေပါပဲနန္တရားဆိုတာကတော့သူကြည့်ရစိတ်ပါပဲအဲဒီမှာနေရဉာဏ်ဉာဏ်ရဲ့ဒီကားဖြစ်နေတယ်ဒါကြောင့်အဲဒီဉာဏ်တွေကိုအမှန်တမ်းကြည့်အောင် မြင်နိုင်မြင်နိုင်မြင်နေမြင်နေလို့ရှိရမှရမယ်။သူ့ရဲ့မှတ်တယ်ဆိုတာရေကြာသိအောင်လို့သိညာနဲ့စူးစားအပြီးနှလုံးသွင်းလိုက်တာကိုခေါ်တာပါပဲ။ဟိုသူနာကကြားရင်ကြားရင်လည်းကြားတယ်ကြားတယ်လို့မှရမယ်။ဒါကောင်ကအနံ့ကနံ့လေးနဲ့နာရင်နာတယ်လို့မှရမယ်။ဆရာကရတာစသည်နဲ့သိရသိရလို့မှရမယ်။ဘဝတုရိယနဲ့သိရသိရလို့မှရမယ်။ဒီကုသမြတ်ကြရဲနဲ့ခေကူရဲစဉ်းစားရဲကြံပြီးတဲ့စသည်နဲ့မှရမယ်။ အရိယာကမာရမြေတိုင်းသင်္ဒီတိုင်းဒီတိုင်းကိုအကုန်လုံးကြည့်အောင်လာအပ်ပြီးမှတ်နိုင်ပြီဘူး။ဒါကြောင့်သင်္ကြန်ကြည့်တဲ့တရားကစာအပ်ပြီးမှတ်ရမယ်။ဒေဝိယံကြိုက်တိုင်းဘာမိုက်ထဲကခေါင်းလိုက်ပိန်လိုက်နဲ့ကောင်းနေလို့ကြားနေတာအမြဲမပြတ်ထင်ကြနေတယ်။အဲ့ဒါဘာရတာလို့ခေါ်ရလို့တရားပဲ။အဲ့ဒါကစပြီးရှင်းမရမယ်။အဲ့ဒါကိုရှင်းမရအောင်ကြိုးစားဘာမိုက်ကိုသင်္ကြန်စာအပ်ပြီးကြည့်နေရမယ်။ အသက်ယူထွန်းလိုက်တဲ့အခါဖောင်းတယ်လာတာကိုတွေ့လိမ့်မယ်။သက်ယူထုတ်လိုက်တဲ့အခါပင်ကျသွားတာကိုတွေ့လိမ့်မယ်။ဖောင်းတယ်လာတာကို ဖောင်းတယ်လို့မှတ်ရမယ်။ပင်ကျသွားတာကိုပင်တယ်လို့မှတ်ရမယ်။ဒီနေ့ကဒီကြည့်နေုံနဲ့မထင်ကြားလိမ့်ရင်မိုက်မှလည်းနဲ့ဖြီးသား။သက်ယူကိုယ်ကမမြင်နဲ့။နေအောင်လည်းသဲအောင်မထားနဲ့။ညာအောင်လည်းအာမထုံနဲ့။ဒီလိုလည်းမရှိနဲ့။အသက်ယူကိုပြင်လိုက်ရင် မောပါလိမ့်မယ်။ဒါကြောင့် ။ဒါရင်ရှင်ရဲ့အတိုင်းမမလေးရှိရမယ်။ဒေဇုမာတာရဲ့မမလေးကြံတာဒီမမလေးရှိနေရင် ဖောင်းတယ်လားကို ဖောင်းတယ်လို့မှပြင်ကြပါလားကိုပြင်တယ်လို့မှ ဖောင်းနေပြင်နေလူစုလေးတွေကတော့သိတယ်လို့ဆိုမှနော်။အစကတော့ခုံးနေဖို့မလိုပါဘူး။ဒီဘာသာရှိတယ်ဆိုတာမိရဲ့ဆွေရလည်းရမဟုတ်ဘူးသူ့ဘဝပါပြီလို့ရဲဒါကြောင့်ဆိုရင်လည်းတော့မပြီးသေးဘူးအောင်းတယ်လို့မှတ်တဲ့အခါမှာဩဇာကနေပြီးဖောက်ဆုံးတယ်အောင် အောင်တယ်လာတာလေးကိုမျက်စိနဲ့မြင်လို့ဒီလိုတရားပြီးပါစီရမယ်။ဒီနယ်လုံးမှာတဲ့ကမှလည်းပင်ကြတာလေးကိုဒီစားကပြင်ဆင်တဲ့မျက်စိနဲ့မြင်လို့ဒီနည်းကြကြပြီးပါစီရမယ်။အောင်တယ်လို့မှရင်အောင်လာတဲ့အသည့်သတ်သွားစီရမယ်။ဒါနဲ့ပြလိုက်တော့ဘာကလေးထိမှန်သွားတာလို့ဘုရားပေါ်လာတဲ့မှစီရအာယုံနဲ့ဒီကရှိမှလိုက်တဲ့ပြင်ကသဒ္ဓါရဲ့အာမြတ်ကြိုက်သွားအောင်လို့ဂရုစားလိုက်ပြီးမှတ်ရမယ်။ဒီနယ်လုံးမှာတော့လည်းဒီလိုပဲ ဒီကနေ့မှာလည်းအားရကြတော့ပြရမယ်။ဘာမှသူမပြန်မရှိရင်ဒီဖောင်းတာပိနာလေးနဲ့ကိုယ်ပဲမှတ်နေရမယ်။ဖောင်းနေ၊ပိနေ၊ဖောင်းနေ၊ပိနေလို့ပြတ်မှတ်နေရမယ်။ဒီလိုမှတ်နေရင်စိတ်ကတခြားကိုထွက်သွားတာလည်းရှိနေဦးမယ်။အဲဒီထွက်သွားတဲ့စိတ်လေးကိုလည်းလိုက်ပြီးမှတ်ရမယ်။အဲဒီစိတ်လေးကိုသွားတယ်၊သွားတယ်လို့မှလူတစ်ချင်းချင်းလောက်မှတ်လိုက်ရင်သူကမသွားပြန်ဘူး။ဒီတော့ဖောင်းနေ၊ပိနေ၊ဖောင်းနေ၊ပိနေလို့ပြန်မှတ်သွားရုံပဲ။ ဒီလေးကတနည်းအားရောက်သွားရင်ရောက်တယ်ရောက်တယ်လို့မှပြီးရင်ဖောင်းတယ်ပြင်းတယ်လို့ပြန်မှပါရုံပဲဒီလိုတော့မှသူကြောင်းနဲ့တွေ့ရင်လည်းတွေ့တယ်တွေ့တယ်လို့မှပြီးရင်ဖောင်းတယ်ပြင်းတယ်လို့ပြန်မှပါရုံပဲသူကြောင်းနဲ့တွေ့ပြီးစကားပြောနေမှသတိရတဲ့ခါလေးရှိတယ်အဲဒီလိုစကားပြောနေတဲ့ခါကြီးလည်းပြောတယ်ပြောတယ်လို့မှဇင်းကတော့ဘာပဲဖြစ်ဖြစ်ဒီကြံမှုတွေဒီတိုင်းဒီတိုင်းလိုက်မှာပို့ပါပဲဟောပုံကတော့ သိကူရင်သိကူရလို့မှစဉ်းစားရင်စဉ်းစားရတဲ့ကြံရင်ကြံတယ်ပြီးရင်ပြီးရဲ့နှလုံးသွင်းရင်နှလုံးရဲ့လို့မှသိခဲမှာကြော်ရည်ဒီနဲ့ကြော်ရည်ကြော်ရည်လို့မှယူရင်လည်းယူနေယူနေလို့မှဝန်တာရင်လည်းဝန်တာရယ်ဝန်တာရယ်လို့မှသိကျရင်လည်းသိကျရယ်သိကျရယ်လို့မှဒီလိုသိကူလေးတွေကိုတိုင်းကိုတိုင်းရှိမှပြီးပြီးနေတာကဘာလို့လို့ဆိုရင်စိတ်ဓာတ်ဥပဒနာခေါ်တယ်ဒီလိုသိကူလေးတွေကိုတိုင်းကိုတိုင်းမရှိမှမပြီးနေကြတဲ့ ဒီလိုလေပုဂ္ဂိုလ်တရားကောင်လို့သိနေကြတာဒီကုနေတာဟာငါပဲငါသင်္ကန်းနေတယ်ငါကြံနေတယ်ငါသိနေတယ်လို့သိနေကြတယ်ဒီလိုနေတဲ့အခါအခုတည်းဒီဘဝလုံးသိမြင်ပြီးပြည်တယ်ငါကောင်ကလေးကတကယ်ကိုရှိနေတယ်လို့သိနေကြတယ်မမာတော့ဟာကောင်လေးဆိုတာရှိတာကောမဟုတ်ဘူးဒီကုချင်းတစ်ခုချင်းစိတ်နာစိတ်နာမပြတ်ဖြစ်နေတဲ့ဒီစိတ်ကြီးလေးကရှိတာပဲအဲဒီကုချင်းတစ်ခုချင်းခဏမစက်မပြတ်ဖြစ်နေတဲ့ဒီကလေးကိုကိုယ်တိုင်မြင်မှသိအောင်တော့မှန်ရတာတဲ့ဒါကြောင့် ဒီစိတ်လေးကိုပြတိုင်းပြတိုင်းမရမယ်။ဒီစိတ်လေးကတော့မှတ်လိုက်ရင်ကြောက်လေပါလေ။ဇာနေဇာနေလို့ပြင်းပြလာမှလိုက်ရင်သူကမရှိတော့ဘူးကြောက်သွားတော့တာပဲ။အဲဒီတော့ပေါင်းနေပိန်နေပေါင်းနေပိန်နေလို့ဉာဏ်မှပါရုံပဲ။အဲဒီကြတာတော့ကိုယ်ကညောင်းတာပူတယ်လည်းပေါ်လာလိမ့်ဦးမယ်။အဲဒီလိုလည်းပြန်မရမယ်။ညောင်းရင်ညောင်းတာလေးကိုသူဆရာသိအောင်ဒီနေ့ဇာတ်ပြီးညောင်းနေညောင်းနေလို့မှဝင်လဲပူတယ်ပူတယ်မှနိုင်လဲနားတယ်နားတယ်မှ မောရင်လည်းမောတယ်မောတယ်မယုံပါပဲညောင်းတဲ့ဘုရားနာကျင်ငယ်ခဲတာမောပန်းတာနေတိုင်းခဲတာတွေဟာဒုက္ခဝေဒနာတွေကြီးတယ်ဒါကြောင့်ဒါတွေကိုကျွမ်းနေတာကဝေဒနာနုပဒနာတဲ့ဒီဝေဒနာလေးတွေကိုသူတိုင်းသူတိုင်းမကျွမ်းနိုင်မကျွမ်းနိုင်ရတဲ့အတွက်ညောင်းတာဘုရားနာကျင်ငယ်ခဲတာလေးတွေကိုပဲငါလို့သိနေကြတယ်ငါညောင်းနေတယ်ငါပူနေတယ်ငါနာနေတယ်လို့အာရုံတရားကောင်းနေနေသိနေကြတယ်ဒီငါကငါကောင်းနေတာပဲအခုမှနေတိုင်းခဲလာတယ်လို့ငါလည်းသိနေနေသိနေကြတယ် အမှန်မှတော့ဒီလိုမဟုတ်ဘူး။ဝရဲမှာမကောင်းတဲ့လူတွေနဲ့တွေ့တွေ့ပြီးတော့မကောင်းတဲ့ခံစားမှုတွေတခုခုတခုအသိပြည့်ဖြစ်နေတာပဲ။သမီးများများမှာဒါလေးတွေအသိပြည့်လာတိုင်းလာတိုင်းမပြတ်လင်းနေတယ်လို့ပါပဲ။ဝရဲမှာမကောင်းတဲ့တွေ့လေးတွေနဲ့အသိပြည့်တိုင်းတွေမကောင်းတဲ့ခံစားမှုတွေတွေစဉ်းစားစဉ်းစားပြတ်ဖြစ်နေတာပဲ။အဲဒါလေးတွေကိုသိကြသိအောင်ညောင်းရင်ညောင်းတယ်ညောင်းတယ်ဝင်လဲပူရဲပူရဲနိုင်လဲနားရဲနားရဲလို့ လိုသူစားပြီးမှန်နေရမယ်။မဂ္ဂသမှာတော့ရောင်းတာပူတာလေးတွေကသို့တို့ပြီးတော့လဲရောင်းလာတာပူလာတာလဲအဲဒီတော့ဒီမျက်စိလေးကပေါ်လာလိမ့်မယ်။အဲဒီစိတ်ကလေးကိုလည်းဒီမြင်နေဒီမြင်နေလို့မှသူကရောင်းတာပူတာကိုပဲကြားပြီးမှန်နေရအောင်မယ်။ဒီခံရင်နိဗ္ဗာန်ရောက်တယ်။ဒီကံလေးကရောက်တဲ့ဆိုတာဒီပြည်မြာမှာလေဟောဒီတရားထုရမှာဘိုးပြီးသုံးကြတယ်။တရားတော်ရင်ဒီခံမှာပဲ ။နောက်နာဘုရားကိုကုသခံမနဲ့ခဏခဏရှင်းလိုက်ခြင်းနဲ့လုပ်နေရင်တော့သမာဓိမဖြစ်နိုင်ဘူး။သမာဓိမဖြစ်ရင်ညာမဖြစ်ဘူး။ဒါနဲ့ကျတော့ဘုဗ္ဗနိဗ္ဗာန်ကိုပြောဘူးပေါ့။ဒါကြောင့်ပြီးခံပြီးမှတ်နေရတယ်။ဓာတုရမှာပြီးခံရတယ်ဆိုတာကလည်းဘုရားကဒုက္ခဝေဒနာတွေကိုပြီးခံရတာပဲများပါတယ်။ဒါကြောင့်နောင်နာဘူရာနာကျင်နာခံခဲ့ရပြီးပြလာလို့ရှိရင်ဒုတိယအမှတ်ပြပြီးတော့မပြရမပြင်ရခဲ့ဘူး။ညောင်းငယ်ညောင်းငယ်ဘူရဲဘူရဲစသည်ဖြင့် ဒီကံမိမှန်နေအောင်မယ်။ဒီဒီကံမိမှန်နေရင်တောင်းတန်ရဝေဒနာကတော့ကျောက်သွားပါလိမ့်မယ်။သမာဓိနဲ့အားလုံးနဲ့ခံရမှာတော့ငြိမ်းနာကြီးရဝေဒနာတွေတော့ကျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီကျောက်သွားတဲ့အခါမှာကောင်းနေတယ်နေလို့ရမ်းမှသွားရုံပဲ။ဒါကြောင့်ဘုမနေကနေလဲမပြောင်းနိုင်ဘူးမနေပါလားဘူးဆိုရင်တော့ညရတာပေါ့။ဒါရင်တူရဲ့စိတ်ရစပြီးတော့ဒီနေနဲ့ဒီနေလို့မှကြွရရင်ကြွရဲကြွရဲလို့မှရှင်းရင်ရှင်းရဲရှင်းရဲမှ ဘူးကြီးလေးပဲရှိရမယ်နော်အဲဒီဘူးကြီးလေးဖြည့်သွားတာလေးကိုပဲလာပြီးတော့ကြွားတယ်ကြွားတယ်ဖြည့်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 တယ်လို့ဘယ်လိုသင်တိုင်းမှပါရမယ်ဝိညာဉ်ရင်းနေလို့ရှိရင်ရင်းနေရင်းနေမှကြွားကြွားလာရင်ကြွားတယ်ကြွားတယ်မှဖြည့်ရင်ဖြည့်တယ်ဖြည့်တယ်မှဆက်ရင်ဆက်တယ်ဆက်တယ်မှဘုရားရှင်ကြီးရဲ့ဉာဏ်ဉာဏ်မျိုးဆိုရင်တော့အောင်းနေ၊ပိန်နေ၊ပေါင်းနေ၊ပိန်နေလို့သမ္မာနေရမယ်။ဒါထဲမှာရနာမနေအောင် ဒီမှာလည်းနောက်မှစနိုင်ရမယ်ပြည်သမားတွေနောက်သမားတွေအင်းနဲ့နောက်များသာရဲသွားမှသတိသမားတွေညာတွေကအသိဉာဏ်ဖြင့်ညင်ညင်ရင့်ရင်ပြီးလာတာဒီလိုညင်ညင်ပြီးအားပြတဲ့အခါကျတော့မှမညာကိုဆက်ရောက်ပြီးသွားတာတရားတွေဆိုတာဘုရားတွေကကြလို့အားထုတ်ရမယ်ဒီလိုမပေါ်သေးတဲ့ဝိသေကတုန်းကသာချင်းပို့ပြီးတော့မြှို့ရတယ်အဲဒီမြှို့တဲ့လူဟာဘုရားကိုမရှင်းမရမနာပို့နေရတယ် ်ဘူလာလေးလေးအာသရိပွားလေးလေးပဲရေဆင်းပြမောလို့ဘူလုံးမကဘူလာတော့ဘူးပွင့်လာတယ်အဲဒီတော့မှပဲနားရတယ်ဆရာလိုပဲဒီမှန်တဲ့နောက်မှာစိတ်သမားရင်နောက်သမားရမကြက်စနေအောင်ဓမ္မထဲမှနေရတယ်ဒီကရောင်းလာဘူလာလေးလိုမှလို့ပြီးပါရင်ရမနေနဲ့အောင်းနေပင်နေပေါင်းနေပင်နေဇာတဲ့ပဲမှပါမယ်ဒီလိုမှနေအနည်းငယ်ရလာကြရင်ဆရာကလည်းမှရမှာပဲ ရတဲ့နေရာကိုစားဟိတ်ပြီးရတယ်ရတယ်လို့မှသူလက်ခံခဲ့တဲ့ဒုက္ခဝေဒနာပဲရခြင်းနဲ့စိတ်လေးပေါ်လာရင်အဲ့ဒီစိတ်ကိုဆွဲခြင်းနဲ့ဆွဲခြင်းနဲ့လို့မှမပြောရသေးဘူးပြီးရလဲရတယ်ရတယ်လို့ပဲကြမ်းမှနေရအောင်မယ်ဒီလိုပင်မနေရင်ရတာကတော့ကျောက်သွားတာပဲများပါတယ်ကျောက်သွားရင်အောင်းနေပင်တယ်လို့ကြမ်းမှသွားရုံပဲအပြောင်းလာတဲ့အခါကျတော့ရခဲ့ရတာပေါ့ဒါပေမဲ့ဆွဲခြင်းနဲ့စိတ်လေးကစားပြီးမှသွားရမယ် ဟုတ်ကျင်နေဟုတ်ကျင်နေမှာလက်ကြွရင်ကြွရဲကြွရဲမှာတွေ့ရင်တွေ့ရဲတွေ့ရဲမှာဓာရဲနေရာကိုကြည့်တော့ကြည့်ရလို့မှာရာကြောက်တော့ဆွဲရင်တော့နဲ့ဆောက်တယ်ဆောက်တယ်ကုတ်တယ်ကုတ်တယ်မှာအဲ့ပြန်ကြတော့ကြားတယ်ကြားတယ်မှာဒီနေရာမှာလက်ကကြည့်သွားတော့ကြည့်ရဲမှာပြီးတော့အောင်းနေပင်နေသမ်းမပါရုံနဲ့ဘုံကြီးရဲ့ပြည့်ပြင်းနေပြည့်ပြင်းနေဒီမူကြီးရဲ့အားရတစ်ခုမှလုံးမသားစီရဘူးပြည့်နေပြည့်နေပြည့်နေစိတ်လေးကသာလို့ကြည့်လို့ဆိုတာမှတ်ပါရမယ် အရာကသားမယ်ကြရင်ဒိဋ္ဌိကိုထားခြင်းနဲ့ထားခြင်းနဲ့လို့မှတ်ရမယ်ဒိဋ္ဌိရှိပြီးတော့ကြွရဲရှိရဲစနဲ့ပြည့်ရဲတောက်တဲ့စသဖြင့်အရှင်တိုင်းမှာပြီးပြည့်ရမယ်ဘုရားရှိကိုရင်းလာတော့ရင်းနေရင်းနေမှာထားလိုက်တဲ့အခါမှာဘုရားပေါ့ပေါ့ပြီးတော့ကြွကြွတက်လာတာရှိတယ်အဲ့ဒါကိုသူစားပြီးတော့ထားတယ်ထားတယ်လို့မှကြီးကြီးတခါမယ်နော်။ရတဲ့ပုဂ္ဂိုလ်ကအရင်ရှိနေမယ်လို့ အာမကြီးရဲ့လူမှလည်းရှင်းရမယ်တဲ့။ဒီကျမ်းမှာလည်းအာယကြီးရဲ့ပုဂ္ဂိုလ်များမှလည်းထားရပါလေဆိုတာလူလူလေးပေါ့ရုံးချင်းသမားမြန်မာပြီနဲ့။အာယမကြီးရဲ့လူမှများကြတော့အေးကြီးကြီးကြတာလေးပဲ။အဲ့ဒီငွေကအာနာရဲ့လူများမှထားရဆိုလို့ချင်းကြတာလေးမြင်တာလေးပဲ။ဒါတွေကနာသားမှဆိုတဲ့သူ့ကိုယ်ကဒါလေးအာယုရှိရင်းချင်းလေးထားလာတယ်။အခုတရားတွေကမှလည်းအာယကြီးရဲ့အဲ့ဒီလူမှများလည်းရှင်းရမယ်တဲ့။ အာမေဆိုသူရဲ့ခြင်းနဲ့တူတင်ရမယ်။လူရဲ့ခြင်းပြုခြင်းမှာလဲအရိသမารိညာကအကောင်းဆုံးမိတာ။ဒါကြောင့်ဒီကားနဲ့စပြီးလေ့ကျင့်ရတယ်။ဟာတယ်ထားတယ်လို့မဟာပြီးလူမာနလို့ပဲဒီဒီလေးထားမယ်။လူမာနဲ့ကတူရရမယ်။ဒါရင်မလာသေးဘူး။မင်းကမြင်နေမမြင်တဲ့လူတွေကျင့်ရမယ်။ငါကကြားလို့မကြားတဲ့လူတွေကျင့်ရမယ်။ကြားတော့နေတဲ့အခါမှာရှိမှမူလေတခုလေးပဲကိုလို့ရှိတယ်။ ဒီမြင်နေရကြတာလေဆိုတာကတော့ကိုယ်လို့တွေ့မဟုတ်ဘူး။ဒါကြောင့်ဘယ်လိုသူသန်းသန်းကိုမြင်ရပဲနဲ့မြင်ရသလိုပဲအမှတ်ကိုတာကြီးစိုက်ပြီးမှနေရမယ်။ဘယ်လိုသူသန်းသန်းကိုကြားလို့နဲ့မကြားသလိုပဲအမှတ်ကိုတာကြီးစိုက်ပြီးမှနေရမယ်။ဘုံမူရာတွေပြည်နေတဲ့အခါမှာလဲကြားမှာတဲ့ပုဂ္ဂိုလ်အာရုံရှိတဲ့ပုဂ္ဂိုလ်များလိုပဲရေးရေးတွေကြားတာလေးပြည်နေရမယ်။လက်တွေ့လိုက်၊ဒီတွေ့လိုက်၊ကိုယ်လိုက်၊ခန်းလိုက်၊ခေါင်းကုန်းလိုက်၊မောလိုက်နဲ့အဲ့ဒါတွေအားလုံးမြင်သက်သက်ကလေးတဏှိမှုတွေလေးနဲ့ပြည်နေရမယ်။ဒါကြောင့် အခုလိုတရားထားတဲ့ခါမှာခါရဲထားတယ်လို့မှပြီးကြီးကြီးချင်းနေထားမယ်အစံကြမ်းမိတဲ့ခါကျတော့ရက်တယ်ရက်တယ်မှာဘူရီဆောက်ကြည့်လို့ရှင်ကြည့်တယ်မြင်တယ်ကြည့်တယ်မြင်တယ်မှာသွားတဲ့ခါကျတော့ဒီလမ်းကိုမှယုံမယ်ငါဘက်ကလမ်းတဲ့ခါညာလမ်းတယ်မှာဘယ်ဘက်ကလမ်းတဲ့ခါဘယ်လမ်းနေမှာရောက်ကြရစားပြီးရောက်ကြပြီးဒီကြည့်ကြည့်ပြီးသွားတာလေးကို အစဉ်တိုင်းဒီပါမယ်

်မြင်ထားတဲ့ခါကတည်းကအဲဒီသုံးပိုင်းနဲ့မှ သွားတာလေးနဲ့ခြားတာလေးငမင်းကစားပြီးမှရမယ်ဒီတော့ကြွတက်လာတာကိုကြွတယ်လို့မှရမယ်ကြွတက်လာတာလေးကိုသိသိရသိရမယ်ပြီးတော့မြင်ထားတဲ့ခါလေးကိုလည်းခြားတယ်လို့မှရမယ်ဒီနေပြီးကြွသွားတာလေးကိုသိသိရသိရမယ်အဲ့ဒီတိုင်းကစားပြီးမှရမယ်။သွားတယ်၊စားတယ်၊စားတယ်၊စားတယ်။ဒီလိုစေတနာတနာမှာငကြံ့ကြံ့မှပြီးသွားရမယ်။ အဲ့ဒီကျင်းမကလည်းမြဲလောင်နေတော့လွဲလာပါလိမ့်မယ်။ဒီလိုလွဲလာတဲ့အခါကျတော့သုံးချက်မှရမယ်။ကြွားတယ်၊လှမ်းတယ်၊စတယ်၊ကြွားတယ်၊လှမ်းတယ်၊စတယ်။ဒီလိုသုံးချက်သုံးချက်မှအပြီးသွားရမယ်။ဘုမကကမှာတော့ကျင်းမနဲ့ကျင်းမပြင်တော့ပါပြီ။ညနေသွားတဲ့အခါမှာလှမ်းတယ်၊ပဲလှမ်းတယ်။ဒီလိုတက်တက်မှသွား။ဒီလိုသွားတဲ့အခါမှာကြွားတယ်၊စတယ်။ဒီလိုနဲ့ကျင်းကျင်းမှသွား။ လူသားနေရာကထိုင်နေစိတ်ပေါ်လာရင်ထိုင်နေတယ်ထိုင်နေမှထိုင်ကြရတော့ကိုကြီးကလေးလေးပြီးကြသွားတာရှိတယ်။အဲ့ဒါကိုစူးစမ်းပြီးတော့ထိုင်နေထိုင်နေလို့မှရမယ်။ထိုင်နေတဲ့အခါကျတော့လက်ရှိတင်တာတွေကရှိသေးတယ်။အဲ့ဒါတွေလည်းအကုန်လုံးမှပါရမယ်။ဘာမှပြည့်စုံကြည့်ရဲနဲ့ရင်းနေပြီဆိုတော့အောင်းနေပိန်နေပေါင်းနေပိန်နေအဲ့ဒါကိုမှနေရုံပါပဲ။ဒီလိုမှနေရာတွေကညောင်းတာပူတာတွေခေါ်လာရင် အဲဒီလိုလည်းလိုက်မရမယ်ဒီရလဲခြင်းလို့ကျင်အခြင်းနဲ့အခြင်းနဲ့မှလက်ဤကံဒီကြတော့လက်လေးခြေလေးကျင်လာလိုက်ရှိသေးတယ်အဲဒါလိုလည်းအကုန်လုံးမရမယ်လက်ကိုကြွရင်ကြွရယ်ကြွရယ်မှရှိရင်ရှိရယ်ရှိရယ်မှထောက်ရင်ထောက်တယ်မှဘူကြီးကရင်းလာလို့ကျင်ရင်းနေရင်းနေမှဒီရောက်ဆန်းရင်ဆန်းနေဆန်းနေမှရင်းပြီးလက်ခြင်းလိုက်တဲ့ခါကျတော့အိတ်တယ်အိတ်တယ်လို့မှမကြည့်ကြည့်နေလေးပြေးပါမယ် ီလိုအိဋ္ဌာရီကလည်းအေးကြီးရဲ့ဒီပြင်းမှာလဲတရားဥပဖြစ်နေတာပဲဓမ္မရှင်အာကြည့်နေတဲ့အခါဆိုရင်ဘယ်ရှင်သူတရားဥပဖြစ်နေတာကြီးပဲသဝေဒသာအတွင်းလည်းဖြစ်နေတာပဲဒီတော့အပြန္နနာရဏဖြစ်သွားတယ်ဆိုတာဒီလိုစိတ်အိမ်တွေဖြစ်သွားတာပဲဒီရဏနာဓမ္မတင်္ဂနာတင်္ဂနီမှာအညာထဲနဲ့ရဏပြောင်းလို့ပြင်းတာအထုံးနေတယ်ခရကတာတတိလို့ခေါ်တဲ့အာနုဘောနာဈေးကံကိုအညာလုံးစင်းညာကြောက်ပြီးပေါ်များအထုံးနေတယ် ငါလမ်းနေဗေလမ်းနေကြွရဲလမ်းနေကြရဲလို့အခုပြောနေတဲ့အမှမျိုးပါပဲ။ဘွားကျင်တဲ့သင်္ကန်းတရားနဲ့ဘွားရဲယူတရားတွေဒီတိုင်းဒီတိုင်းကြီးဖြစ်ပြနေတာကိုကျူမာပြီးလိုက်တာအဲလက်အနိဒာကြောင့်နေကြီးတဲ့။ဒါပေမဲ့ဈာနာတော့လည်းဖြစ်သေးဘူးတဲ့။ဒီတော့ရှင်နာတာကဉာဏ်ပါများနေလို့ဝိရိယလုံးနေတယ်ဆိုတာကိုသိတဲ့အတွက်ဓမ္မာရင်းနဲ့ဝိရိယညီမျှပါအောင်အနာတော့လဲရင်အထုံမယ်လို့စိတ်ကူးပြီးခန်းထဲဝင်သွား။ဒီမှာမှတိုင်း အဲဒါလက်အိမ်လိုက်တယ်အဲဒီလိုလက်အိမ်နေတော့အိတ်တယ်အိတ်တယ်လို့ခုပြောနေတဲ့မှမျိုးမှာပဲဒါနာဖြစ်သွားတယ်ဉာဏနာအဲဒီမိခင်တုန်းကတော့သောတာပန်ပဲဒါကြောင့်အဲဒီသောတာပန်အဖြစ်ကနေပြီးတော့ဝိပဿနာရှိတော့ဒါရင်ပဲခိုးရောက်အဲဒီကနေဝိပဿနာရှိတော့အနာရင်ပဲခိုးရောက်အဲဒီကနေဝိပဿနာရှိတော့ရာထမဲခိုးရောက်ဒီလိုဝိပဿနာနဲ့တူပါအဲဒီဝိပဿနာဖြစ်သွားတာ သနာလေးပဲဘာမှမကြောက်လည်းခြင်းမဆိုဖြစ်နိုင်ရဲ့အခုပြောနေတဲ့ဉာဏ်နာရဲ့ဉာဏ်နာစုပုံဝတာကြီးပြီးတော့ဒါကြောင့်ဘယ်ခြင်းမဆိုကျိုးစားပြီးမှနေရမယ်ဒါတွေကတော့ယဉ်ကျေးအောင်ဆိုပြီးတော့အမှတ်ကိုချော့မထားရဘူးဒါကြောင့်ခုပြောနေတဲ့လက်အိတ်ခင်မှာလဲရုပ်တည်ရဲမှာပါရမယ်အင်းကြီးရဲ့ခါကြတော့လက်ရှိတင်လာလက်ရှိသေးတယ်အဲဒါလေးလည်းအကုန်စစ်စာအမှတ်ပြီးသွားရမယ်ဘာမှသိခြင်းမရှိပဲငင်းငယ်ကြီးဆိုရင်တော့ဘောင်းနေ၊ပိန်နေ၊ဘောင်းနေ၊ပိန်နေ

အဲဒီနေ့ကောက်တာကများပြီးရတယ်ဘိုးဘုံကဒီနေ့လိုအချင်းကြနေတဲ့အခါမှာတော့လက်ရင်နေရင်ဖောင်းနေပိနေဖောင်းနေပိနေဒီလိုမှနေရတာပါပဲဒီလိုမှနေသူ့လိုလိုသူ့ကြောသွားပါလိမ့်မယ်အိပ်ကြောနေတဲ့အချိန်ကတော့ဘာမှမသိလို့ဘာမှမရဘူးဒါကြောင့်အိပ်ကြောနေတဲ့အချိန်ကတော့သုံးပြီးဘုံကနားရတဲ့အချိန်ဆိုရင်တကယ်တမ်းတရားရတဲ့ပုဂ္ဂိုလ်ဆိုတာအချိန်ကို၄နာရီလောက်ကထားရတယ်၄နာရီလောက်ဤတဲ့ဆိုရင်ကောင်းကောင်းလုံးလုံးနေပါပြီ အဲ့ဒီဣဒိယကနိုးလာရင်တော့တို့ရစားပြီးမှရမယ်။ဒါကြောင့်ခေါ်ရတကယ်တော့တဲ့ယောဂီဆိုတာအိပ်ကြနေတဲ့ချိန်လားဘယ်နာရလဲ။ဒီလိုနိုးနေတဲ့ချိန်မှာတော့မနေမလား။အပြမဆဲသမာဓိမှနေရတယ်။ဒါကြောင့်မှနေလို့ရှိရင်နိုးလာတဲ့စိတ်ကလေးကိုလည်းနိုးတယ်နိုးတယ်လို့မှတ်ရတာပဲ။အဲ့ဒါကိုမကြည့်နိုင်မှနေနေရင်တော့အောင်းနာပြနာစားပြီးဖောင်းနေပြီးနေလို့မှတ်ပါရုံပဲ။ဒီရတာထားမယ်ကြရင်ဒါကျင်နေဒါကျင်နေမှာ ်အကြည့်တင်လာလေးတွေရှိနေမယ်အဲ့ဒါလေးလည်းဘုလုံးမှပါရမယ်ဟောတာမိထလာတော့ဒါရေဒါရေမှဒါကြီးတဲ့ခါကျတော့ဒါရင်နဲ့ဒါရင်နဲ့မှလက်ရှိတင်လာစီသိရင်အဲ့ဒါလေးလည်းအကုန်မှဘာမှပြုခြင်းရှိရဲငြင်းလေးထိုင်နေပြီဆိုတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေလုံမှနေရုံပါပဲပြီးတော့ဉာဏ်သိတဲ့ခါကြီးရှိတဲ့ခါတွေမှလည်းမှတ်ရမယ်ဒါတွေကတော့အနန္တလိုရတဲ့အရာတွေမှတ်နေနေရမှတ်ပါရုံပါပဲ ဘောဇာပြင်ဝတာတွေလည်းရှိတယ်။ဒီရနေရတင်တာတွေတကားပိတာဖွင့်တာတွေလည်းရှိတယ်။အဲ့ဒါတွေကတော့ဖြည့်စွတ်စွတ်အကုန်လုံးမှပါရမယ်။ဉာဏ်စားတဲ့အခါမှာဉာဏ်ကိုကြည့်ရတာသာပြီးကြည့်ရမြင်တယ်ကြည့်တယ်မြင်တယ်မှရမယ်။ဒီတော့ဉာဏ်ဘွယ်ကြည့်တဲ့ကန္နာကြည့်တာမြင်စုတာသမင်းလို့မြင်တာဆိုင်တာယူလာတာဘောင်းကုန်တာပဇာတဲ့သမင်းလို့ထဲတာလက်ပြန်ချတာဘောင်းပြန်ခေါင်းတာဒီလို အပြုရှင်တွေကိုလည်းအကုန်လုံးမှပါရမယ်။ဝါတဲ့ခါကျတော့ဝါရင်ဝါရင်ဝါရယ်ဝါရယ်မှဝါနေတော့ရတာကိုပြီးတော့ပြီးတယ်ပြီးတယ်မှသဘောကျသွားရင်လည်းသဘောကျတယ်မှကောင်းတယ်ရင်လည်းကောင်းတယ်ကောင်းတယ်မှဝိသရတဲ့ခါကျတော့ယူတယ်လို့မှတ်ရမယ်။အဲဒါဓမ္မတုသာရုံမှာဘုံမဲ။နောက်ဓမ္မတုမှာလည်းဒီလိုတိုင်းနဲ့မှတ်ပါရမယ်။ဒီတော့တော့လည်း ကြည်ရာမြင်လာတဲ့လမ်းနာဆုံးကိုကင်နာခေါ်တာခတ်တာယူလာတာပောက်တာမြူချတာဒါလည်းအဲကုန်လုံးနဲ့မှသွားမယ်ဒီလူကမာရမရခဲ့တယ်မဇ္ဇရာရဲ့အသိညာလာတယ်ငါကသာပုဂ္ဂိုလ်မှာတော့မေ့သွားတာတွေမမနေတာတွေကမြားနေတာပါပဲဒါပေမဲ့အကုန်လုံးကမဲလို့ဒီလိုစိတ်တော်တင်တာပဲသူကတော့မနေလို့ခွင့်ကြသွားတော့ဒါနဲ့တနိုင်မလဲနောက်သမာဓိညာအားကောင်းလာတဲ့ခါကျတော့အကုန်လုံးပဲပြည့်စုံစွာမနေပါလိမ့်မယ် ဩခုပြောလာခဲ့တာမပုံတွေတော့ဆုံးသွားပြီဒါပေမဲ့ကျင်းကြီးတောက်ပြောင်းနေတော့ရင်းစုမစရာတွေကိုကောင်းကောင်းမင်္ဂလာမဟုတ်သေးဘူးဒါကြောင့်အကြီးညွတ်ထားပြီးပြောမယ်အကြီးညွတ်ဆိုတော့သူ့ပြန်မစရာကနည်းနည်းပဲရှိပါတယ်ဒါကြောင့်ဒီတဲ့အခါဆိုရင်ဒီလန်းကိုရာမှတ်နေရုံပဲညာလန်းနဲ့ဒေလန်းနဲ့ညာလန်းနဲ့ဒေလန်းနဲ့ဒါလေးနှစ်ခုမှတ်နေရုံပဲ ်ပါ။ငင်းပါတဲ့ခါမှာညာလန်းနေဗေလန်းနေလို့ဒီလန်းဒီလန်းတခါတခါမှသွားရင်တော့ပါပြီ။ကြီးကြီးသွားတဲ့ခါမှာကြွရဲ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 ဒီလိုဒီလန်းဒီလန်းငကြင်းကြင်းမှသွားရုံနဲ့ငင်းကြီးတိုင်းတဲ့ခါမှာဆိုရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါလေးကိုပဲမှတ်နေရမယ်။လဲအိမ်နေတဲ့ခါမှာလဲဘာမှသူ့မကြောက်ဘူးဆိုရင်ပေါင်းနေပိန်နေပေါင်းနေပိန်နေဒါလည်းမှတ်နေရမယ်။ ဒီတိုင်းဆိုတော့အမတ်ကြီးကနည်းနည်းပါပဲမရပါဘူးဒီလိုအောင်းနေပိန်နေမှလည်းဒီကူတွေကတခြားထွက်သွားရင်တော့အဲဒီစိတ်တွေကိုလိုက်မှရမယ်ပြီးရင်ဘောင်းနေပိန်နေကိုပြန်မှရောက်လာပူရနာဒီကိခဲရရတာလေချင်းအဲ့ဒါရိုးလေးလိုက်မှဒီဘောင်းနာပင်နာကိုပြန်မှဒီတဲကကိုယ်လိုက်ဆန်းလိုက်လှုပ်ရှားလိုက်ခေါင်းကိုလည်းမောလိုက်ရင်းနဲ့ရင်းလိုက်ဒီလိုကြည့်ချင်းနေစီရရင်လည်းအဲ့ဒါတွေကိုလိုက်ပြီးမှဒီဘောင်းနာပင်နာကိုပြန်မှသွားရမယ်ဤတဲ့မှနေရင်တပြည့်ချင်းနဲ့ မနိနာရီကများလာလိမ့်မယ်။မဂ္ဂသမာရောဒီတရားဟောပြလိုက်ဒီပြလိုက်နေမှာမနိနာရီကများနေတာတဲ့။ဒါပေမဲ့စိတ်တော်မပြေရဘူး။ဘယ်သူပဲဒီအတုပါသမာရောဒီလိုမှထိကြတာကြီးပါပဲ။နောက်လေ့ကျင့်လာရလာတော့စိတ်ကတိုင်းတစ်တိုင်းမှမမီးပြီးပြည်နေတယ်။ဒါကြောင့်စိတ်ကလေးကကြာတော့လုံးလုံးကိုမပြေတော့မပြောင်းနဲ့မရကကပြီးတော့ဒီနေ့တော့ဒါပဲ။ဟိုကဖောင်းလိုက်တာနဲ့ဒီကဖောင်းတယ်လို့မှတ်လိုက်တာနဲ့ကထိုက်ခဲ့ပြီးတော့ကြာနေတယ်။ ဘုရားပိန်လိုက်တာနဲ့ဒီကပိန်နေလို့မှတ်လိုက်တာနဲ့ဟာလေအဲ့ကဲပြောကြနေတာပဲမတိုင်းမတိုင်းမဇ္ဈိယအယုန်နဲ့ပြီးဟာတွေ့တွေ့ကြီးဖြစ်နေတယ်မဇ္ဈိယယုံနဲ့မှတ်ပြီးရင်နာယုံနဲ့ကူဟာအတွဲလိုက်အတွဲလိုက်တုံးတုံးဖြစ်နေတယ်ဘုရားတရားရဲ့လည်းပဲရှိတယ်တော့ဒီယုံနဲ့ဒီစိတ်ကလေးဒါလေးကူပဲတွေ့တွေ့ပြီးတော့ဖြစ်နေတာဒါလေးတွေကိုကြောက်ကြရင်ဘုရားအင်းနဲ့တွေ့တော့ပါလိမ့်မယ် အောင်နေပိနေမရင်မရင်ယုံနေတာနဲ့ခုတခြားကြီးခွဲလာတယ်။ကောင်းတယ်လာတဲ့ယုံနဲ့ကောင်းတယ်လို့ပြည့်တဲ့စိတ်ကလေး။အိညာသာတဲ့ယုံနဲ့ပိနေလို့ပြည့်တဲ့စိတ်ကလေး။ဒီလိုယုံနေတာနှစ်ခုနှစ်ခုဟာတွဲနေတွဲနေတစ်စုံတစ်စုံကြိုက်ကြိုက်ကြနေတာကိုကိုယ်တိုင်းပဲသိကြပြီးကြည့်လာမယ်။အဲဒီတော့အရိမတရားမဇ္ဈိတိဇာယုတ်တရားကတည်းကမသိနေတဲ့နာတရားကတည်းက ယုံနဲ့ဒီညာဒါလေးမျိုးကိုရှိတာပဲလို့ဘဝညာနဲ့ကိုရှင်းပြီးပြတာပါလိမ့်မယ်အဲ့ဒါအနာယုတ်ကိုပညာသိတဲ့အမရုပဝိသရာညာနဲ့သူဟာဝိပဿနာညာနဲ့စပဲသူဟာထွက်ကြတာကိုရည်ရည်ကြည့်တယ်အဲဒီကနောက်ဆက်မှနေဖြစ်ပေါ်လာပြီးတော့ဒကနာချင်းပြတ်ပေါ်သွားတာတွေကိုဟိုတိုင်းကြည့်ရမယ်ဒီလူတွေကတော့ရောနိုင်မှာတစ်သလုံးတစ်ဘဝလုံးညည်းကြည့်နေတယ်လို့ထင်နေကြတယ်ငယ်ကလေးဘဝတုန်းကယောဂပဲအခုတော့ဒီလူကြီးတွေဖြစ်လာတယ်လို့ထင်နေကြတယ် အဲဒီလိုပါတော့ဆေးကလည်းအခုလည်းဒီကြီးကြီးဖြစ်လာတယ်လို့ထင်နေကြတယ်။ဘောဇေရောဟာငါးယောက်တည်းပဲလို့ထင်နေကြတယ်။မှန်ကားတော့ဒီလိုမဟုတ်ဘူး။မြဲဒီလေတရားရလည်းမရှိဘူး။အခုဖြစ်ဥပ္ပဒေပြနေတာကြီးပဲ။ဘုရားတိကနာမကြဘူး။ပြည်ပြည့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 ်ဘယ်တော့ကြီးကျယ်များနေတဲ့တရားတွေကြီးပဲ။ဒါတွေကိုတော့ကြာရင်မရင်မရင်နဲ့ကိုယ်တိုင်းမတွေ့ပါမှာ။ဒီလိုမှမြင်ဒီရင်နဲ့စွတ်စွတ်သွားတာတွေကိုတွေ့ရတော့ အမြဲတရားကြီးပဲဆိုတာသဘောကျလာမယ်။ဒီလိုမမြဲတာကြီးပဲလို့သဘောကျလာတာဟိသနုပါဒနာညာမယ်။ပြီးတော့ဝါယုတ္တိနဲ့ငြင်းကြီးပဲလို့လည်းထင်လာမယ်။အဲဒါကဒုက္ခနုပါဒနာညာမယ်။ပြီးတော့ကိုယ်ထဲမှာအထံဆက်တဲ့ဆက်တာတွေကလည်းအမြောက်များကြည့်ရတော့ငြင်းအစီဝေးကြီးပဲလို့လည်းထင်လာမယ်။အဲဒါလည်းဒုက္ခနုပါဒနာညာမယ်။ပြီးတော့မရယုံနာနဲ့ကိုယ်လိုတိုင်းဘာမှမဖြစ်ဘူး။သူတို့ရောအတိုင်းသူဖြစ်တဲ့နေတရားတွေကြီးပဲ။ အဲ့ဒါတွေကိုကြည့်တွေ့နေရတော့အစိုးမရတဲ့တရားတွေပဲပုဝေတရာငါးပါးမဟုတ်တဲ့သဘောတရားတွေပဲလို့ဒီလိုမှတ်နေရင်သဘောကျသွားမယ်အဲ့ဒါကတော့အနတ္တအနုပဒနာပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တအသိဉာဏ်တွေဘာဝဉာဏ်ဖြစ်တဲ့အခါမှာဒီလိုရှိမှနေရင်တည်းကတဲ့နိဗ္ဗာန်ကိုရောက်သွားမယ်ဒီတော့ကတရားရဟန္တာအရိယပုဂ္ဂိုလ်ရဲ့နိဗ္ဗာန်သွားကြတယ်ဆိုတာလဲဉာဏ်ဥပဒနာလမ်းကကြီးသွားကြရတာပဲ ါကြောင့်အခုတရားထုံးတဲ့ယောဂီပုဂ္ဂိုလ်တွေဟာအဲဒီတရားရဟန္တာအရိယာပုဂ္ဂိုလ်တွေသွားထားတဲ့နိဗ္ဗာန်မှာကြီးမွန်မှာရောက်လာကြတယ်လို့မှတ်ရမယ်။မရယာဘုရားနိဗ္ဗာန်တရားကိုရပါလို့ဤလို့သူတောင်းပြီးပြုထားတဲ့ကုသိုလ်ပါရမီတွေရှိလို့ဘဂဝနိဗ္ဗာန်ကိုကုဘဝမှာရလိုက်တဲ့ပါရမီခံပြည့်စုံနေလို့တရားရဟန္တာအရိယာပုဂ္ဂိုလ်တွေသွားထားတဲ့အတိအကျံဝိပဿနာလမ်းမကြီးပေါ်မှာငါတို့အခုရောက်နေကြတယ်လို့အောက်မိကြရမယ်ဝမ်းမြောက်ဝမ်းသာလည်းရှိကြရမယ် ဒီလမ်းမကြီးအစဉ်တိုင်းတောက်သွားလို့ရှိရင်ဒီကဝါယနာရိယပုဂ္ဂိုလ်ကျွတ်တည်ထားတဲ့သမာဓိညာသူတွေကိုကိုယ်တိုင်တွေ့ရတော့မှာပဲဒါတော့အမှမတွေ့ဘူးလေသိသိရှိမှုသမာဓိတွေကိုလည်းတွေ့ရမယ်အဲဒီသမာဓိကြောင့်ဖြစ်ပေါ်လာတဲ့တရားသူကြားရတာသူတွေဝမ်းနဲ့ဝမ်းသာစရာတွေကောင်းတွေကိုလည်းများကြည့်တဲ့တွေ့ပါမယ်ဒီတော့ဒုတိယနာတရားတွေအနိစ္စဒုက္ခအနတ္တသဘောလေးဆိုတာကိုလည်း ကိုယ်ဉာဏ်နဲ့လို့တွေ့ပြီးပြီပါမယ်။အဲဒီဉာဏ်တွေပြည့်စုံတဲ့အခါမှာဘုရားရဏာရိယပုဂ္ဂိုလ်တွေပြည့်ပြီးသားတဲ့မေတ္တရားပူဇော်၊နိဗ္ဗာန်တရားတွေဆိုတာကိုမျက်မှောက်တွေ့ပြီးပြီပါမယ်။ဒါရမကြတော့ဘူး။ဘုရားနဲ့အားထုတ်နေတဲ့ရပိုင်းတွင်မှလည်းတွေ့သွားမယ်။ဒလအတွင်းရင်းစဲတွင်မှလည်းတွေ့သွားနိုင်တယ်။ငါးရဲ့တွင်မှလည်းတွေ့သွားနိုင်တယ်။အာရမေနနာတို့တဲ့တဝုတ္တလီမှာဆိုရင်တော့ခုနှစ်အတွင်းမှလည်းတွေ့သွားနိုင်ပါလိမ့်မယ်။ဒါကြောင့် ရာယနာရိယာပုဂ္ဂိုလ်တွေ့ပြီးသားတဲ့မေတ္တရားဖို့တဲ့နိဗ္ဗာန်တရားတွေကိုအခု15ရက်ရက်20အတွင်းလာအတွင်းမှာပဲအကံရောက်ရတော့မယ်လို့ဉာဏ်ကြီးသိက္ခာထားကြရမယ်။အဲဒီမေဖို့မေဖို့နိဗ္ဗာန်တရားတွေကိုဆိုရင်မှဆက်ရောက်ပြီးတော့ဉာဏ်ကြရှင်တဲ့သက်္ခာရီဝိသိကိစ္စတွေကင်းလို့လေတံမြာကြီးမှလွတ်မြောက်သွားပြီးတော့မယ်။တံမြာလုံးကြောက်ပြီးဖြစ်သွားမယ်။ဒါရှင်ရည်မှာအခုတရားထုတ်နေတဲ့ရပိုင်းလေးအတွက်မကြမီအတွက်မှာပဲ